ဟုတ်တယ်တော့ဥမာရေးကင်ဆာတွေကဒါမဲ့ရိုးရိုးရှိရတဲ့ပိုသတိထားရတာပေါ့နော်ဟောအဓိကပြောချင်တဲ့ message ကဥအဓိကဝမ်းမချုပ်စင်နေပေါ့အသိဉာဏ်များစားတယ်ဒါမဲ့ရင်းများတော့ရတယ် active ဖြစ်ရတယ်ဟိုလမ်းလျှောက်ရတာပေါ့နော်အဓိကလမ်းလျှောက်ရတာပေါ့လမ်းလျှောက်မှသွားဝမ်းမချုပ်တာရင်းများတော့ဝမ်းလမ်းလျှောက်ပြီးရင် probability တင်ဂျင်နေစားလို့ရတယ်ကင်မချီစားလို့ရတယ်ပေါ့နော်အဲ့ဒါတွေစားရင်တော့ဥလမ်းကြောင်းလှုပ်ရှားတယ်ပေါ့နော်အဓိကကတော့ဥလမ်းကြောင်းကောင်းဖို့ပဲလीနော်အဲ့တော့အဓိကတိတိမိစားပါ အသီးအမြတ်တွေများများစားဖိုက်ပါတွေစားပြီးရင်ရဲတဲ့သားမစားနဲ့ဒီရဲတဲ့သားတွေကတော့ဒါဥမာကြီးကန်ဆာဖြစ်နိုင်ရေပေါ့နော်အဲ့ဒါတည်မီစားတွေပေါ့နော်ပြီးရင်ခုနပြောတဲ့ process food တွေမစားနဲ့ဒါရှေကန်လုပ်တဲ့ဟာတွေပြီးရင်ခုနပြောဟိုဝက်ဝက်ဥချောင်းလို့အဲဝက်ပောင်ချောင်းလို့အဲ့လိုမျိုးဒါရှေကန်လုပ်ထားတဲ့ဟာတွေပေါ့နော်အဲ့ဒါတွေကန် food တွေမစားနဲ့ပေါ့နော်ဒီကတော့ active ဖြစ်ရမယ်ဒီကအတက်မလားလမ်းမလျှောက်နေတော့ခန္ဓာကိုယ်တော်တော်လေးသွားရမယ်လှုပ်ရှားရမယ်ဘာဝန်တိုင်းဝန်တိုင်းဆိုထပြီးတော့လမ်းလျှောက်တာတွေတနည်းအားသွားလမ်းထွက်လမ်းနဲ့လမ်းလျှောက်သွားလိုက်ပေါ့ အဲ့လိုမျိုးလေးတွေပေါ့နော်အတစ်ဖြစ်ရမယ်ပေါ့နော်ဆက်လိမတော့ရဘူးပြီးတော့နောက်တစ်ခုကအဲကိုဟောတော့ရှော့ရတယ် limit လောက်ရတယ်လို့ဟိုစားထဲမှာတော့ပါတယ်ပေါ့နော်အဲအဲ့အရာကြီးပါတယ်နောက်အများကြီးတောက်လို့မရဘူးပေါ့နော်အရင်အများကြီးတောက်ရင်လည်းတော့ကန်ဆာဖြစ်နိုင်ကြီးရရှိရပေါ့နော်အဓိကတော့45နှစ်ဆိုရင်မှတ်မြောက်ကြည့်တယ်နော်အဲ့တော့45မပြည့်သေးဘူး45ပြည့်ရတယ်ဒီအပေါ်အောက်ကိုကြည့်ရတယ်ပေါ့နော်အဲ့မှာဆိုရင်ဘာတွေ့လဲဆိုတော့သူက polyp လို့ခေါ်တယ်ကွာ ေါ့အလုံးအဖုလေးတွေပေါ့ကွာကန်ဆာမဖြစ်ခင်ပေါ့ကွာပြီးကန်ဆာလို့ခေါ်တယ်အလုံးလေးရှင်ဖြတ်ထုတ်ပြလို့ရတယ်အဲဒါကပုံမှန်ဆိုတနေ့တခါ1စစ်တွေက40ကျော်နဲ့ကျွန်တော်လက်စစ်တယ်1ကနေ FID ပေါ့နော်ဒီသွေးပါလာအဲ့ဒါရင်းစရတယ်အဲ့ဒါမျိုးဆိုရင်တော့မှတ်မြောက်ကြည့်ရမယ်ပေါ့နော်ဒါလေးလေကောင်းတယ်လေလွဲတတ်သေးတယ်အဲ့လိုမျိုးလေးတွေရှိတယ်အဲ့အလောရမယ့်ဟာလေးတွေလောရမယ်လုံးတင်တာတွေလောရမယ်ရှောင်းတင်တာတွေရှောင်းရမယ်စားတာစားပြီးရင်နောက်တစ်ခုကဘာလဲဆိုတော့ဆေးအနေနဲ့ဗီတာမင် D ပေါ့ ့ probability ပေါ့ MG probability ဖြည့်ဆဆနိုင်တယ်လို့ဆာမဆနိုင်ဒိမြင်တော့ကင်ချီစားပေါ့နော်ဒါပါပဲပြီးရင်ညောင်မှာဆိုချင်ပတ်တွေပေါ်တယ်လေချင်ပတ်တွေပါရေးစားလို့ရတယ်ပေါ့နော်အဲအဲ့အမျိုးတွေရတယ်ပေါ့နော်တော့နောက်တစ်ခါကျတော့ဘာနဲ့ဆက်ဆက်လဲဆိုတော့ first step ရင်းတို့အဲ့လိုမျိုးနှလုံးသမားတွေတောက်တဲ့ step ရင်းတို့ SP လောက်ဆိုတော့ဒီကျဲသေးတောက်တဲ့ဆိုရင်ကျတော့ကန်စာဖြစ်နေရင်နည်းတယ်လို့ပါတယ်ဒါပေမဲ့အဲ့ဒါတွေကကျတော့ကန်စာကဝယ်နေတဲ့ဘောနေတဲ့တောက်လို့မရဘူးကိုယ်တခြားယောဂါရှိတယ်နှလုံးယောဂါရှိလို့တောက်နေတဲ့လူကဒီကောင်ကြီးကန်စာဖြစ်နေရင် ကြောင့်မို့ပြီးခက်တဲ့ရဲ့ paradigm ရှင်းထဲမှာဆိုတော့ aspirin တို့ step in တို့ခုနကပြောတဲ့ HGD2 တို့အဲ့ဒီဈေးတွေ